ဒါတည်းကဒီတစ်ချိန်မှာအနာယူဖို့တည်ချာနေပြီးဤဘုဟုတောင်တာဝန်တွေလွှဲပေးခဲ့ပြီးဖြစ်ပါသည် ဤဘဟာဒါတဲလိုမျိုးဂျပန်ဘောင်စင်လောကကိုဥဆောင်ပေးရတော့မှာဖြစ်ပြီးသူရဲ့ဒုတိယခပတ်ကောက်ွယ်ပွဲလည်းရှိနေပါသည်ဖက်တာဝိတ်အစင်းခွန်ကိုရုတ်တရက်တရောက်လာခဲ့တဲ့ဟမ်မနာအိုဆိုသူဟာဤဘကိုစိန်ခေါ်มาဖြစ်ပြီးနာအိုရဲ့အချက်အလက်တွေကိုတော့မသိရသေးပါဘူးဤဘကတော့လုံစီရရှိတာကိုအကောင်ဆုံးလှုပ်သွားมาဖြစ်ပြီးနောက်ရက်တွေမှာလည်းလက်ကျင်ရည်တွေစ조사နေပါသည်ဒါတဲအနာယူသွားတာစိတ်မကောင်းပေမဲ့ဤဘကလည်းဒါတဲရဲ့လမ်းစဉ်အနောက်ကိုလိုက်มาဖြစ်လို့ဒီဘွဲကိုလည်းနိုင်အောင်ထိုးဖို့နှီးပြကပြောပါသည်ဘသူမှမသိရသေးတဲ့ဟမ်မနာအိုကိုအထင်မသေးဖို့မှာနေ တဲ့အချိန်သူတို့ရဲ့ဂျင်းတဲ့ကိုလူငယ်တယောက်ရောက်လာပါရင်အာဂီတို့ကဘာလို့လဲပါရှာလဲဆိုပြီးမေးမြန်းနေတုန်းမှယာဂီရောက်လာပြီးဒီလူငယ်ကအင်တာဟိုက်တိုင်ပွဲမှာပထမဆုရခဲ့တဲ့အီဒါဂါဂီဖြစ်ကြောင်းမိတ်ဆက်ပေးပါရင်ယာဂီကစကောက်လုံရင်နဲ့အီဒါဂါဂီကိုရှာတွေ့ခဲ့တာဖြစ်ပြီးအီဒါဂါဂီကလည်း professional ဖြစ်ရှင်နေတဲ့အပြင်သူ့မှာလေးစားအကြရတဲ့ပေါင်းစပ်တယောက်ရှိရလို့ပြောပါရင်စကားဆုံးနာနဲ့အနောက်ကနေရောက်လာတဲ့ဒါခါမူရာကသူ့ကိုလေးစားနေရလို့ထင်လိုက်ပေမဲ့တကယ်တော့အီဒါဂါဂီကအီဘိုးကိုလေးစားအကြနေတာဖြစ်ပါရင် ဖက်ဒါဝိတ်တမ်းမှဆိုရင်ခါဇူကီဆန်နိုနဲ့ဆာယာကီတို့လိုပေါင်းစားတွေရှိနေကြတာ။ ibo ကိုဘာလို့အားကြတာလဲဆိုတော့ဒါကာမူရာကနားမလည်နိုင်ဖြစ်သွားပေမဲ့သူတို့တွေအကုန်လုံးကို ibo ကချိန်မုံခဲ့ပြီးသားပါ။အတိတ်တွေရောက်လာရင်ပညာပေးနေကြဖြစ်တဲ့အာအိုခိနဲ့ခီမူရာတို့ကအီဒါကာကီကိုလည်းပညာပေးဖို့အပြေးလေ့ကျင့်ခိုင်းပါသည်။သူတို့လိုပရိုတွေကဘာကောင်တွေလဲဆိုတာပြကြင်ပေမဲ့တကယ်ပြရတဲ့အခါမှာအီဒါကာကီကပဲသူတို့ကိုကြောတက်သွားပါသည်။ ထမဆုရခဲ့တဲ့အီဒါဂါကီယာအခြေခံတွေပါလာခဲ့ပြီးသားမို့နေရာတစ်ခုအထိထိုးပေါက်နိုင်မယ်ဆိုတာတာခါမူရာတို့တွေးမိလိုက်ပါတယ်အီဘိုနာကိုပြေးလိုက်နေတဲ့အီဒါကခီရဲ့ပုံစံကိုမြင်လိုက်ရတော့တစ်ချိန်လုံးကအီဘိုလေးစားအကြခဲ့တဲ့နာအိုမီချီကိုတာခါမူရာတို့သတိရလိုက်ပါတယ်။နာအိုမီချီတယောက်သူတို့ချင်းကနေထွက်သွားခဲ့တာနှစ်နှစ်ကြာခဲ့ပြီဖြစ်ပြီးအခုလောက်ဆိုရင်ဘာရီမြတ်လုံးနေမလဲဆိုပြီးအာအိုခီရိုကသိချင်မိနေကြပါတယ်။ ။ဣဘိုးရဲ့ဘောင်းစင်ကဣဒကခီနဲ့နာအိုမီရှိတို့လိုလူငယ်တွေကိုဆွဲဆောင်နိုင်နေခဲ့တယ်ဆိုတာကိုလည်းသတိထားမိကြပါရင်ဂျင်းစီပြန်ရောက်တဲ့အခါဟမ်မနာအိုရဲ့ထိုးပွဲဗီဒီယိုကိုကြည့်ကြပြီးနာအိုကဘော်ဒီကိုဝိုက်ထိုးတဲ့နေရာမှာတော်ပါရင်နာအိုကဖေဒါဝိတ်တန်ထက်လေးတန်းပုံမြင်တဲ့ဂျူနီယာဝေဒါဝိတ်တန်မှပွဲဥထွက်ခဲ့တာဖြစ်ပါရင်ဂျူနီယာဝေဒါဝိတ်တန်မှနှစ်ပွဲထိုးခဲ့ပြီးလဝိတ်တန်မှ၃ပွဲဂျူနီယာလဝိတ်တန်မှနောက်ထပ်၃ပွဲအလုံးပေါင်း၈ပွဲထိုး၈ပွဲနိုင်၅ပွဲကိုအလဲထိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါသည် တဖြည်းဖြည်းနဲ့ဖက်ဒါဝိတ်တဲအထိဆင်းလာခဲ့တဲ့ဟာအီဘိုနဲ့တိုက်ခတ်ချင်လို့ဖြစ်ပြီးနာအိုရဲ့ရွှေချမ်းရဲ့ဂျူခန္ဓာကိုနဲ့ရှိတ်ထားတဲ့မျက်ခုံးလေးကိုတိချာကြည့်ဖို့နီးပြားကပြောပါရင်တကယ်တော့နာအိုဟာအီဘိုနဲ့ရင်းနှီးတဲ့သူဒီချင်းမှာအသိဝင်ခဲ့ဘူးတဲ့သူနာမည်အရင်းကရာမာဒနာအိုမီချီဖြစ်တယ်ဆိုတာအံ့ဩစွာသိလိုက်ကြရပါရင်တာခါမူရာတို့ကကြောက်စရာကောင်းတဲ့နာအိုရဲ့လက်ရှိပုံစံကြောင့်မယုံနိုင်ဖြစ်နေပေမဲ့တိချာကြည့်ရင်ပဇက်နဲ့နှာခေါင်းတွေကတူညီမှုရှိနေပါရင်တာခါမူရာကတော့လူတယောက်ကဒီလောက်အထိပြောင်းလဲသွားတာကိုလုံးဝမယုံကြည်နိုင်ပါဘူးတာခါမူရာ မယုံကြည်နိုင်ရင်တော့ထိုသူကဣဘို့လေသာအားကြခဲ့ဘူးရဲ့တဦးသေးသောနာဟုမိချီပဲဖြစ်ပါရင်နာဟုဆိုပြီးအမိခံထားတဲ့နာဟုမိချီရဲ့လက်ရှိပုံစံကြောင့်အရင်တုန်းကအမတ်တရားတွေကိုတောင်အာဟုတ်ခီတို့မခံစားရတော့ပဲဖြစ်နေပါရင် ဣဒဂခီယာနာဟိုရဲ့တိုက်ခိုက်တဲ့ပုံစံကိုကြည့်ကဣဘိုကပဲလွယ်ကူစွာအနိုင်ရမှာလို့ပြောနေပြီးဣဘိုကတော့ထိုးပွဲဗီဒီယိုအခွေကိုယူဆောင်သွားခဲ့ပါသည်ဣဘိုတယောက်ဒါတက်ရဲ့လမ်းစဉ်အနောက်ကိုမလိုက်ခင်သူ့မှာအာနေချက်တစ်ခုရှိနေပြီးအဲ့လကတော့ဘောက်ဇာတယောက်အနေနဲ့ကျင်နာတက်ပြီးစိတ်ခံစားမှုလွန်ကဲနေတာဖြစ်ပါသည်ဒီလိုအရာတွေကမတည်ငြိမ်ခြင်းရဲ့အစရပိုင်းတစ်ခုဖြစ်ပြီးဘောက်ဇင်းဟာကိုကမတတ်ရင်အသက်ခံရမယ့်လောကကြီးတစ်ခုဖြစ်ကြောင်းတာခိုင်မူရာကပြောပါသည် ကျိုးဝိုင်းထဲကိုခြေချပီးရနဲ့ပြိုင်မက်ကဘသူလဲဆိုတာခရင်မဆိုင်ပဲအလဲထိုးနိုင်ဖို့လိုအပ်ပြီးဒါမှသာဥဆောင်သူတယောက်အဖြစ်လေးစားမှုတွေရရှိလာမှာပါအဲဒါကြောင့်ဤဘူတယောက်အနိုင်ရနိုင်ခြင်းများတဲ့ဒီဘွဲကိုဘလို့ပုံစံနဲ့အနိုင်ယူမလဲဆိုတာစောင့်ကြည့်ရပါဦးမယ်အဲအချိန်အာဟုတ်ခိယာကြောက်ဖို့ကောင်းတဲ့အရာတစ်ခုကိုသတိရလိုက်ပြီးဒီတစ်ခါ့ဤဘူရဲ့ final ဘွဲမလာခင် သူက အဖွင့်ဘွဲထိုးပေးရမှာဖြစ်ပါသည်အီဘိုအတွက်တွင်မဟုတ်ဘဲနာအိုမီချီအတွက်ပါအဖွင့်ပွဲထိုးပေးရတော့မှာဖြစ်လို့စီနီယာတယောက်အတွက်ခံရခံနေပါသည် အီဘိုကနာဟိုရဲ့ဗီဒီယိုကိုကြည့်တဲ့အခါနာဟိုကအရင်အထိုးခံပြီးမှသူ့ပြိုင်ဘက်ကိုညာဘက်ဝိုက်လက်သီးနဲ့ပေါ်သိမ်းပေးလိုက်တာမို့ နာဟုတ်တမလာပြီဆိုတာသိလိုက်ရပါ ರಿ အထိုးခန့်ရမှာကြောက်ခဲ့တဲ့ခက်ကုတ်ကုတ်ကောင်လေးကအခုတော့ပြိုင်မဲ့ရဲ့လက်သီးတွေကိုအထိုးခန့်ပြီးလှည့်စားတတ်နေပါပြီနာဟုတ်ဟာအီဘိုးရဲ့ပထမအဦးဆုံးဂျူနီယာတယောက်ဖြစ်ကသူ့ရဲ့ပုံစံကထူးဆန်းပေမဲ့လည်းအပြင်အထံစူးစမ်းခဲ့ပြီးမိသားစုစီးပွားရေးကြောင့်သာလမ်းခွဲခဲ့ကြရတာဖြစ်ပါ ರಿ အီဘိုးကနာဟုတ်ရဲ့ထိုးပုံကိုကြည့်ရင်ပြိုင်မဲ့ရဲ့နေရာကနေနာဟုတ်ကိုဘယ်လိုပဲညာထိုးမဲ့ဆိုပြီးတွေးနေပေမဲ့ညီငယ်တယောက်လိုချစ်ခင်ကြရတဲ့နာဟုတ်ကိုတကယ်ထိုးနိုင်ပါမလားဆိုတာမသိကြပါဘူးအဲဒါကြောင့်အီဘိုးလည်းသူ့ကိုမှဘာလို့စိန်ခေါ်ရတာလဲ တယ်လို့တွေးမိနေပါလိမ့်။တမန်မာတော်နာဟုကအမေရိကန်လူမဲပေါ့စာအိုဇူးမလေဂျင်ခဲ့တဲ့ချိန်မှာလေဂျင်နေတာဖြစ်ပြီးသူ့ရဲ့လက်သီးပါဝါကလည်းအပြင်းပါလိမ့်။နာဟုကလည်းအိုဇူးမလိုပဲခပတ်ကိုယာယူနိုင်ခဲ့ရင်နွမ်းပါနေတဲ့ချိန်လေးကိုထောက်ပံ့ပေးခြင်းပြီးမိပြကတော့နာဟုကိုအမျက်ထည်ရအောင်ကြိုးစားဖို့ပြောပါလိမ့်။ဒါပေမဲ့ဘာကြောင့်ဤဘုကူမှာစင်ခေါ်ရတာလဲလို့နီးပြကမေးမိနေပြီးတချိန်လုံးကသူ့ချင်းမှာပါရမီရှိတဲ့အိုသူမဟာလဲဤဘုစီမှာရှောင်းနေခဲ့ရတာဖြစ်လို့ဤဘုနဲ့ပတ်သက်ပြီးထရမရထားပါရင် နာဟောကဣဘုဘလောက်တတ်မှာလဲဆိုတာတီးရဲလို့ပြောတော့တီးရဲသားနဲ့ဘာလို့စင်ခေါ်တာလဲဆိုပြီးနီးပြကထပ်မိပါရင်အဲအခါနာဟောကသူတီးနေလို့ပဲဣဘုအနာယူနိုင်မယ်လို့တွေးမိကြဖြစ်ပြီးတချိန်လုံးကသူလေးစားအကြခဲ့ရတဲ့သူဆိုရင်တော့ထိုးရဲတဲ့ထိုးနိုင်တယ်လို့ပြောခဲ့ပါလိဣဘုကတော့နီးပြကြီးကိုနာဟောမရှိအဖြစ်သဘောထားပြီးထိုးရဲအခါအာပြော့ပြော့သွားလို့အဆင်မပြေပဲဖြစ်နေပါလိအဲအချိန်မာရီရောက်လာပြီးနာဟောဟာတိုချိုမျိုးကိုရောင်းနေပြီဖြစ်ကြောင်းနဲ့နာဟောနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုပြောပြပါလိနာဟောမျိုးတွေကိုရောင်းနေပြီဆိုတာ တိလရရတဲ့အာဟုခိနဲ့ခင်မွာတို့ကနာအိုမိချီကိုတွေ့ဖို့ထွက်လာခဲ့ပါလိအပြင်ကနေလမ်းကြီးလိုက်တော့နာအိုမိချီကသူနဲ့အဆန်ထိုးတဲ့ပေါင်စား၃ယောက်လုံးကိုအထွက်အတော်အောင်ထိုးပြနိုင်နေတာမြင်လိုက်ရပါလိအာဟုခိတို့ကနာအိုမိချီကိုတွေ့ဖို့တကူတကလာရောက်ခဲ့ပေမဲ့နာအိုကတော့အပြင်ထွက်လာတဲ့အခါအာဟုခိတို့ကိုခက်ချက်ချင်းဆက်ဆက်နေပါလိအာဟုခိကဒီပွဲမှာအကောင်ဆုံးကြိုးစားဖို့အားပေးပေမဲ့လည်းနာအိုမိချီကတော့စီနီယာကိုစော်ကားတဲ့စကားလုံးတွေပြောဆိုလာကသူဟာအာဟုခိတို့ရဲ့ဂျင်ကားလူမဟုတ်တော့ဘူးလို့ပြောပါလိ အဲ့ဒါအပြင်သူကမကြောက်မရွံ့ပဲအီဘိုးရဲ့ခပတ်ကိုလူယူသွားမှဆိုပြီးပြောတော့အာဟုခိနဲ့ခိမူရတို့လည်းသူတို့အရှိကလူဟာသူတို့တီးခဲ့တဲ့နာအိုမီရှိမဟုတ်တော့ပဲနာအိုဆိုတဲ့ကြောက်စရာပေါစာဖြစ်သွားပြီဆိုတာဒေါသထွက်စွာနဲ့လက်ခံခဲ့ကြရပါသည်အီဘိုးအတွက်တော့လူပေါင်းများစွာရဲ့အရှိမသူခင်မင်ကယ်ဘူးရဲ့ဂျူနီယာကိုထိုးသက်ရမှဖြစ်တာကြောင့်ခံစားချက်မကောင်းပေမဲ့ခပတ်ကိုလည်းအပါခံလို့မရပါဘူး။ဘောက်စင်လောကမှာကန်နွန်ဖိုရက်ဆိုတဲ့စကားလုံးတစ်ခုရှိပြီးကြိုက်မက်ကိုယုံကြည်ချက်ရှိလာစေဖို့နဲ့ ranking ပို့ပြီးမြင့်လာအောင်လို့ကိုဘက်ကနေအနာခံအထိုးခံပ ြီးအရှုံးအုံခံယူကြရတဲ့သူတွေကိုကန်နွန်ဖော်ရာလို့ခေါ်ပါတယ်။တချို့ကပတ်စံအတွက်ကန်နွန်ဖော်ရာလောက်ကြပြီးတချို့ကတော့ဘောင်းစင်းကိုချင်းမြတ်နေရအောင်ကိုမနိုင်မန်းတိကျပွဲကိုတောင်လက်ခံပြီးထိုးတက်တတ်ကြပါတယ်။အဲ့ဒီတွေကမှတချို့ကန်နွန်ဖော်ရာတွေကအန်ဩဇီယာကောင်တဲ့နီလန်းတွေနဲ့ပြိုင်မက်ကိုအနိုင်ယူနိုင်ခဲ့ကြပြီးထိုသူကတော့ဟမ်မနာအိုဖြစ်ကြောင်းမာရီကပြောပြပါတယ်။ဟမနာဟိုကရူကီချန်ပီယံပေါ်သင်းနေမှာမပါဘူးသလိုထော်နာမန့်ပေါ်သင်းနေမှာလည်းဝင်မပြိုင်ခဲ့ပေမဲ့ ချန်ပီယံကိုဆဲခေါ်နိုင်မဲ့နေရာကိုလင်းမြန်စွာရောက်ရှိလာခဲ့တာဖြစ်ပါသည်။နောက်လိုမျိုးနာမည်မရှိတဲ့ပေါ်စားကိုပြိုင်ပွဲနီးပြတွေကအထင်သေးပြီးသူတို့ရဲ့တပည့်တွေနဲ့ရုံကြီးစွာတိုက်ခိုက်ခံခဲ့ပါသည်။နောက်ကလည်းပြိုင်မဲ့ပေါ်စားတွေရဲ့ထိုးချက်တွေကိုရရက်ဆက်ဆက်အန်တုပြီးတော့ထိုးပွဲအလီလီကိုအနိုင်ရအောင်လုပ်နိုင်ခဲ့ပါသည်။ဒါပေမဲ့ဒါဟာနာဟုတ်အတွက်အနေရများတဲ့ဖြက်လန်းတစ်ခုဖြစ်ပြီးပုံမှန်အတိုင်းဆာမတ်ကနေကြိုးစားတာကပိုပြီးသိတော့တယ်လို့အီဘိုကပြောပါလိမ့် နာဟုဟာဤဘုလေးသားအကြလို့ဘောင်စင်းကိုစတင်ခဲ့တာဖြစ်ပြီးဘောင်စာတယောက်ဖြစ်လာတဲ့အချိန်မှတောင်သူ့ရဲ့ပန်းနိုင်ပြိုင်ဘက်ကဤဘုပဲဖြစ်နေပါသည်အဲဒါကြောင့်နာဟုကဤဘုကိုအမိလိုက်နိုင်ဖို့ဖြက်လန်းကြီးနဲ့အလင်းစလို့ကြိုးစားလာခဲ့ရတာဖြစ်ပြီးအခုတော့သူ့ရဲ့ပန်းနိုင်စီရောက်လာခဲ့ပါပြီ ဒါပေမဲ့ ibo ကတော့နာဟုအပေါ်တနာကျင်လာတဲ့စိတ်ပဲရှိနေပြီးနာဟုနဲ့တွေ့ခဲ့ရတဲ့အာဟုခီယာနာဟုကိုညှက်တာမနေဖို့ပြောရတာ ibo ကလက်ချင်းရည်တွေမှာအစင်မပြေပဲဖြစ်နေပါလိ ibo ကဣဒကခီမှာပန်းနိုင်ရှိလာမေတော့ဣဒကခီယာကဗတ်ပေါ်စင်းနေမှာထိုးသွက်ချင်တာဖြစ်ပြီးပန်းနိုင်ဆိုတာအမြင့်ကိုမျှော်မှန်းလေးပိုကောင်းလေးပဲဆိုပြီးပြောပြပါလိ ibo ကလည်းမီယတာနဲ့ဒါတဲ့တို့ကိုပန်းနိုင်အဖြစ်ထားပြီးဒီနေရာအထိရောက်လာခဲ့ရတာဖြစ်ကအခုတော့ ibo ဟာလည်းနာဟုရဲ့ပန်းနိုင်ဖြစ်လာခဲ့ပါပြီ အဲ့ဒါကြောင့်အီဘိုကသူဘက်ကနေလေတုံ့ပြန်ပေးရမယ်ဆိုတာသဘောပေါက်လိုက်ပြီးနောက်တစ်ရက်လေ့ကျင့်ရေးမှာအကောင်ဆုံးထိုးချက်နဲ့စတင်ကကျူသာပန်းသားလေ့ကျင့်ပါသည်အီဘိုရဲ့ထိုးချက်အပြင်းစားကြီးတွေကိုမြင်နေရတဲ့အာဟုတ်ခီကအီဘိုနဲ့အဆန်းထိုးရမှာမို့ကြောက်နေရပါသေးတယ် နောက်ကလည်းခေသူမဟုတ်တာကြောင့်ညှတာနေဖို့မလိုပါပဲသူဘက်ကနေတိုးဝင်လာမှဖြစ်လို့အနီးကမှတိုက်ရမယ်ဆိုပြီးနီးပြားကပြောပါရင်ဒီတစ်ခေါက်မှဤဘောကဒမ်စီရိုးကိုအတုံးပြူမှမဟုတ်ပဲသူဘက်ကစပီပါဝါနဲ့အတွေ့အကြုံတွေတာနေပြီးသားဖြစ်လို့ချန်ပီယံဆိုတာဘာကောင်လဲပြသပေးရမှာပါဒါပေမဲ့ချိနာတလုံးနဲ့ဤဘွားနာဟုကိုမျက်နှာချင်းဆိုင်မတွေ့ရသေးပဲကျဝိုင်းထဲမှာရှင်ဆန်ရတဲ့အချိန်ကျရင်တကယ်ထိုးနိုင်ပါမလားဆိုတာစောင့်ကြည့်ရပါဦးမယ်သူတို့ကတာမန်စီနီယာနဲ့ဂျူနီယာတွေဆိုပေမဲ့လည်းအခြေစုံတဲ့ငယ်ချင်းတွေလိုပေါင်းသင်းကြတာဖြစ်ပြီး ီအီဘိုကသူ့ကိုနာဟုအခေါ်နေတဲ့အတန်တွေကိုကြားနေရတုံးဖြစ်ပါလိမ့်ဒီတစ်ချိန်မှာတော့ပြိုင်မက်တွေဖြစ်နေကြပြီမို့အီဘိုအတွက်သူ့ရဲ့ပြိုင်မက်ကနာဟုမရှိမဟုတ်တော့ပဲဟမ်မနာဟုဆိုသူဖြစ်တယ်လို့ခံယူထားပါလိမ့်အဲ့နောက်တော့ဝက်ချိန်မှုအတွက်ထွက်လာခဲ့ကြပြီအီဘိုတယောက်နှစ်နှစ်ကြာပြီးနောက်မှာနာဟုကိုပထမဆုံးအကြိမ်ပြန်တွေ့လိုက်ရပါလိမ့် နာဟုကဤဘုဟာသူ့ကိုဘောဓိပညာတွေတင်ညာပေးခဲ့တာကြောင့်ကျေသူတင်ပေမဲ့အခုတော့ခပတ်ကိုပါပေးတော့မှလားဆိုပြီးပြောလာခဲ့ပါရင်ဤဘုကလည်းနာဟုကိုအမျိုးမျိုးတင်ညာပေးခဲ့ဘူးပေမဲ့ချန်ပီယံခပတ်လူယူနိုင်ဖို့ကိုတော့မတင်ပေးခဲ့ဘူးဆိုပြီးပြန်ပြောလာကြောင်းသတင်းထောက်တွေပြောနေကြပါရင်အဲ့နောက်ပိုင်းပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပြီးအာဟုခိယအဖွင့်ပွဲမှာဖိလစ်ပိုင်အဆင့်30ရှိရဘောက်စာနဲ့တိုက်ခိုက်ရမှာဆိုပေမဲ့ရုံကြီးရက်တွေရှိနေပါရင် အာဟုတ်ခိတိုက်ခိုက်ပြီးအီဘိုအလက်ဖြစ်ပြီးသူ့ရဲ့ပြိုင်ဘက်နာဟိုရဲ့အဓိကလက်နက်ကဘော်ဒီဝိုက်လက်သီးတွေဖြစ်ကဘဲဘဲဝိုက်လက်သီးကိုသတိထားရမှာဖြစ်ပါလိမ့်နာဟိုတယောက်နှစ်နှစ်အတွင်းမှာအတော်လေးပြောင်းလဲသွားခဲ့တာဖြစ်ပြီးတဖက်မှာတော့အာဟုတ်ခိကအထိုးခန့်ရပြီးလဲသွားတာကြောင့်စတိုင်ကြကြပြန်ထားလိုက်ပါလိမ့်တခါမူရာတို့ကအာမရပဲဖြစ်နေချိန်အာဟုတ်ခိကတော့ဖားခုံထိုးချက်နဲ့သူ့ပြိုင်ဘက်ကိုအလဲထိုးလိုက်ပါလိမ့်သူတို့ဝေသူတို့ပြန်ကိုတပြန်ချနေတဲ့အချိန်နာဟိုကအီဘိုးရဲ့အဖြတ်ဆောင်အကြီးရဲ့လက်သီးတွေကိုရင်ဆိုင်ရတော့မှမို့ကြောက်ရွံ့ပြီးစိတ်လှုပ်ရှားနေပါလိမ့် အဲ့ဒါကြောင့်နီးပြားကအားပေးနေရပြီးနာဟုကအီဘိုနဲ့ရင်ဆိုင်ရတော့မှမို့ကြောက်ရွံ့ပေမဲ့လည်းအီဘိုကိုအဆောင်းကုန်တိုက်ခိုက်စေခြင်းမာရီအီဘိုကြောင့်ဘောင်းစင်းထိုးခဲ့တာဖြစ်သလိုအီဘိုအနောက်ကိုထက်ချက်မကွာလာချင်းခဲ့တာဖြစ်ပြီးသူသာဘောင်းစင်းဆက်ထိုးမယ်ဆိုရင်ကျုံဝိုင်းထဲမှာအီဘိုနဲ့ပြန်တွေ့ရလိမ့်မယ်လို့ခန့်သားခဲ့ရပါသည်ဒီနေ့တော့ကျုံဝိုင်းထဲမှာအီဘိုနဲ့တွေ့ရတော့မှဖြစ်ပြီးသူ့ရဲ့လက်သီးတွေတံမာလာပြီဆိုတာနဲ့သူဘလောက်အထိစူးစမ်းခဲ့လဲဆိုတာတွေအပြင်သူပြောပြခြင်းတဲ့စကားတွေကိုလက်သီးတွေကနေတစ်ဆင့်ထုတ်ပေါ်ပြသဖို့ဆုံးဖြတ်ထားပါသည် နာအိုကကမ္ဘာချန်ပီယံလူပွဲကိုစိတ်ဝင်စားလာမဟုတ်ပဲအီဘုတ်တယောက်တည်းကိုပဲပန်းနိုင်တဲ့ထားတာဖြစ်လို့ဒီနေ့ပွဲကိုနောင်နာမရအောင်တိုက်ခိုက်ပြီးအနားယူမယ်လို့ပြောပါသည်။နီးပြကလည်းအပြစ်မမြင်ပဲအကောင်းဆုံးကြိုးစားခဲ့ဖို့အားပေးလိုက်ပြီးတစ်ဖက်မှာတော့ဒိုင်ဘိုးရဲနဲ့အာအိုခီအနိုင်ရသွားပါသည်။ အခုတော့အဓိကပွဲအလဲကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးအီဘိုကသူ့ကိုပန်းနိုင်ထားတဲ့နာဟုအတွက်အကောင်ဆုံးတိုက်ခိုက်ပေးသွားမှာပါ။နာဟုကလည်းတစ်ချိန်လုံးကအီဘိုပြောပြခဲ့တဲ့ဘောက်ဇာတွေဟာရှောက်လန်းကိုရောက်ရင်နေရန်ကိုထိုးပြီးစိတ်ဖြစ်လျှော့ကြတယ်ဆိုတဲ့အကြောင်းအမှန်ယာမိနေပါသည်။အဲဒါကြောင့်သူလည်းပဲစိတ်ဖြစ်လျှော့ဖို့အတွက်လက်သီးနဲ့နေရန်ကိုအားရပါရထိုးနေရကြောင်းဒဏ်ရာမရခင်နီးပြကတားလိုက်ရပါသည်။နီးပြကနာဝိရဲ့လုံနိုင်သွန်းတွေကိုပြတ်သားခဲ့ဖို့နဲ့ဖြစ်နိုင်ရင်ခပတ်ခုပါယူခဲ့ဖို့အားပေးလိုက်ပြီးနောက်အပြာရောင်တောင်းကနေဂျုံဝိုင်းစီကိုထွက်လာခဲ့ကြပါသည်။ နာဟုတ်ကအပိပူအတွက်ရွာကားလူတွေကလည်းလိုက်လာခဲ့တာဖြစ်ပြီးအဲအချိန်အနီရောင်တောင်းကနေချန်ပီယံအီဘိုထွက်လာပါသည်။တချိန်နှောင်းကခင်မင်ကယ်ဘူးတဲ့သူတို့နဲ့ရောက်အခုတော့ဂျိုးဝဲအလယ်မှာပြိုင်မဲတွေအဖြစ်မျက်နှာချင်းဆိုင်နေကြပြီးအကြီးတွေကလည်းရရဲတောင်းနေကြပါသည်။ဒီနေ့ပွဲမှာတော့ချန်ပီယံကြီးအီဘိုကပဲခပတ်ကိုကာကွယ်နိုင်သွားမလား။နာဟုတ်ကပဲသူ့ရဲ့လုံနိုင်စွမ်းတွေကိုထုတ်ပြနိုင်မလားဆိုတာစောင့်ကြည့်ရပါလိမ့်မယ်။